အိမ်ထောင်ရေးဖောက်ပြန်တဲ့သူတွေကိုကျွန်တော်တခုလောက်ပြောခြင်းတယ်အဲ့ဒါကဘာလဲဆိုရင်ကို့မှာမယားငုတ်တုတ်ရှိတယ်လင်ငုတ်တုတ်ရှိပါရဲ့နဲ့နောက်ထပ်တယောက်ကိုဖောက်ပြန်ခြင်းနဲ့စိတ်ဝင်လာပြီဆိုတဲ့ကခမားသည်တလိမ့်ဆန်လို့ပဲတွေးလိုက်ဒါကျွန်တော်မကောင်းတဲ့သူတွေကိုပြောရအောင်အိမ်ထောင်ရေးဖောက်ပြန်တဲ့သူတွေကိုပြောတာကောင်းတဲ့သူတွေမပြောဘူးအဲ့တော့အိမ်ထောင်ရေးဖောက်ပြန်တာဘာ၄မြန်းကောင်းနေလို့လဲဘာ၄မြန်းထူးခြား စမ်းပြားနေလို့လေကို့မှာမယားရှိတယ်လေနောက်ထပ်မယားတယောက်ကဘာလုပ်ဖို့လဲကို့မှာလင်ရှိတယ်နောက်ထပ်လင်တယောက်ကဘာလုပ်ဖို့လဲတကယ်လို့သူနဲ့ကိုနဲ့စင်မပြေဘူးဆိုရင်ကျွန်တော်ပြောတယ်အမြဲတမ်းလဲကျွန်တော်ပြောတယ်တရားဝင်กว่าရှင်းเนาะกว่าရှင်းပြီးမှကိုနောက်ထပ်အိမ်အောင်တစ်ခုပြုတ်ကျင်နေဆိုရင်ပြုတ်กว่าလဲမกว่าရှင်းပဲ ਨੇ ကို့မှာခလေးတွေเนาะမယားတွေရှိပါရဲ့ ਨੇ နောက်ထပ်တယောက်ကိုကြိုက်ပြီဆိုရင်ခမည်းကတလိမ့်ဆန်ပဲ တိလာတလိပ်ဆန်နဲ့တူတဲ့လူခမားတီပခုံးနှစ်ပတ်ကြာခေါင်းပေါက်ပင်မဲ့လူမဟုတ်ဘူးပခုံးနှစ်ပတ်ကြာခေါင်းပေါက်တိုင်းလူလို့ခေါ်တာမဟုတ်ဘူးနော်လူလိုမျိုးတိတက်မှလူလို့ခေါ်တာ